ပညာလောကနဲ့ဝေးကွာနေတာကြားပြီးဖြစ်ပေမယ့်ဝန်ထမ်းတစ်ဖက်လေးတွေကရိုက်ကူးထားတဲ့ဗီဒီယိုလေးကြောင့်လူမှုကွန်ရက်ပေါ်မှာလူကြည့်များလာခဲ့တဲ့တရုတ်ဆောင်ကြည့်လဲလဲဦးတို့ဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ကြည့်လဲလဲဦးနဲ့တရုတ်ဆောင်ဇာနီတို့ဇနီးမောင်နှံနှစ်ယောက်ကိုတော့ပရိသတ်တရားလုံးကဒီနေ့ဒီချိန်ကြီးအမတ်ရနေကြအောင်ပဲလို့ထင်ပါတယ်တရုတ်ဆောင်ကြည့်လဲလဲဦးဟာချင်းမွေးပါတဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ပရိသတ်တွေဒီနေ့ချိန်ကြီးအားပေးကြရတဲ့သူလည်းဖြစ်ပါတယ် ကြည်လလဲဦးဟာတရုတ်ဆောင်စာအနေနဲ့အင်အားကြပြီးနောက်ပိုင်းမှာတော့အနုပညာလုပ်တွေနဲ့ဝေးကွာသွားခဲ့ပြီးတော့စီးပွားရေးလုပ်ကိုသာရောက်ချလုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့အနည်းပညာလောကနဲ့လည်းဝေးကွာသွားခဲ့ပြီးတရုတ်ဆောင်တယောက်ဆိုတဲ့ဂုံပုံနဲ့လည်းအနည်းငယ်ဝေးကွာသွားခဲ့တာကြောင့်မင်းသမီးတယောက်လုံးဟိဟန်တွေနဲ့နေထိုင်ခြင်းမရှိတော့တဲ့တရုတ်ဆောင်ကြည်လလဲဦးတို့ဇနီးမောင်နဲ့နှစ်ယောက်ကိုဝန်ထမ်းတပည့်တွေကသတင်းကြွအတွက်လာရောက်ကြတော့ကြတဲ့အချိန်မှာအမှတ်တရဗီဒီယိုလေးရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ အနုပညာအလုံးမလုံးတော့လို့ခန္ဓာကိုယ်ကိုထိန်းထားခြင်းလည်းမရှိတော့ပဲလွလွလပ်လပ်သာနေထိုင်နေတဲ့ကြီးလဲလဲဦးကိုတော့ပြည်သက်တွေအားလုံးကအပြစ်မတွေ့ရင်တော့မှတ်မိပါမလားလို့ထင်မှတ်စရာလည်းဖြစ်နေကြတာပါဒါပေမဲ့ငကိုကလေးကအချစ်စရာကောင်းပြီးသားဖြစ်တဲ့တရုတ်ဆောင်ကြီးလဲလဲဦးကတော့အနုပညာမလုံးတော့ပေမဲ့လည်းပြည်သက်တွေရဲ့အချစ်တွေကိုတော့အမြဲတမ်းရရှိနေဦးမယ်ဆိုတာကတော့အသေးချာပဲဖြစ်ပါတယ်